ားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့အယောင်သွေးစုံစုံလင်းလင်းနဲ့စားချင်းစပွဲဖြစ်တဲ့တီးဆုံကြောက်ကြောလေးထိုးပါမယ်ရှင်လုံနည်းလေးကလည်းလွယ်ကူပြီးစားလို့လည်းကောင်းတော့မို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်ပထမဆုံးကြောက်ကြောကျူမဲ့ဦးရိုးကိုရေတန်းတစ်လီတာထည့်ပါမယ်ရှင်။ ြီးရင်အာကအုံတို့ကြောင့်ကြောင့်မို့ထမင်းစားစုံနဲ့တစုံနဲ့တဝက်စာကိုထည့်လိုက်ပါမယ်။အာကအုံတို့ကြောင့်ကြောင့်မို့တထုပ်စာ25ဂရမ်ရဲ့တဝက်စာထည့်လာပါရှင်။ပြည်ရနဲ့စာကြောမှုန်လေးအနေငယ်ပြောင်းဝင်သွားအောင်လို့ခဏလာမှုပြလိုက်ပါမယ်ရှင်။စာကြောမှုန်လေးရဲ့အနေငယ်ပြောင်းဝင်အောင် မှုပြပြီးပါတယ်နဲ့အရသာလေးလေးပြင်းပြင်းဖြစ်အောင်လို့စာအနေငယ်ထည့်ပါမယ်ရှင်။ အချိုရတာအတွက်တကြားကိုတော့ထမင်းစားဆုံးနဲ့၆ဆုံးစားထည့်ပါတယ်။ကဲလို့ကိုကအချိုများများတိုက်တယ်ဆိုရင်တော့ပို့ပြီးတော့ထင်နိုင်ပါလိမ့်ရှင်။ကျွန်တော်ကတော့အချိုရတာကိုနည်းနည်းပေါ့ပေါ့လေးတွေထည့်ထားပါတယ်။ပြီးတာနဲ့အားလုံးပြောင်းဝင်သွားအောင်လို့ခဏလောက်မှုသေးလိုက်ပါမယ်။ခဏလောက်မှုပြီးပြီဆိုတာနဲ့မီးလေးဖွင့်ပြီးတော့ကြိုးပေးလိုက်ပါမယ်ရှင်။ ကြောက်ကြောက်ကြူတဲ့အခါမှာအဆက်မပြတ်မှုတူတူတော့လိုအပ်ပါတယ်ရှင်။ဒါမှသာကြောက်ကြောက်သားလေးကချက်ချောညံ့ညက်လေးဖြစ်ပြီးတော့ဆားလုကားမှလည်းဖြစ်ပါတယ်။ဘူးဆိုရင်ကြောက်ကြောက်မှုနဲ့တရားတွေအားလုံးပြောင်းဝင်ပြီးတော့ရေကလည်းဆပ်ပြီးတော့ပွက်ဆပြူလာပါဘူး။ကြောက်ကြောက်ရဲ့အယောင်ကလည်းမှုပေးနေရင်လည်းကြည်ကြည်လေးဖြစ်လာတာကိုတွေ့ရပါမယ်ရှင်။ ရေပုတ်ဖွဲ့ဆူလာပြီဆိုရင်တော့အရသာမြည်ကြည့်ပြီးတော့အချိုအငန်အရသာလိုအပ်တာကိုထက်ပြီးတော့ထည့်နိုင်ပါတယ်ရှင်။မိစဖွင့်ပြီးတော့ကြိုချိန်ကနေ15မိနစ်လောက်ကြိုပေးပြီးပြီဆိုတာနဲ့ရေကလည်းပုတ်ဖွဲ့ဆူပြီးတော့ကြောက်ကြောရေကလည်းအခုလိုအယောင်ကြည့်ကြည့်လေးဖြစ်လာပြီဆိုရင်တော့ရပါပြီရှင်။ဒီနေသားလေးမှာပဲမီးလေးပေးလိုက်ပါမယ်ရှင်။ပြည်ရန်နဲ့မီးဘွားချပြီးတော့အေးခံမဲ့ပန်းလေးတွေကိုကြောက်ကြောရည်တွေကို လောင်ထည့်ပေးလိုက်ပါမယ်။ အကောမထည့်သေးပဲနဲ့တဝက်လောက်ပဲအရင်ထည့်ထားလိုက်ပါမယ်ရှင်အသေးနံတွေကတော့ငကမာတီးရဲ့တင်မောတီးရဲ့ထောပတ်တီးရဲ့တုံးထားပါရှင်အချောင်နှလားလေးလိုချင်တာမဟုတ်လို့ငကမာပီးဖို့ရောအဖြူရောအညီရောနှစ်မျိုးလုံးပုံထားပါလိမ့်ရှင်။အေးခံမဲ့ပန်းလေးတဲ့ကိုအရင်ဥဆုံးသင်မောသီးစိတ်လေးလေးစီပြီးရောထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့ငကမာပီးအဖြူလေးတွေထည့်လိုက်ပါမယ်။ ထွက်ပက်လေးစိတ်ထားတာလေးလည်းထည့်လိုက်ပါမရှင်။နောက်ဆုံးကျမှငကမောက်ဒီအနီရောင်လေးတွေကိုထည့်ပေးလိုက်ပါမယ်။အသေးနှံတွေကိုအခုလိုနောက်မှထည့်တာမျိုးမဟုတ်ဘဲနဲ့ဒီကြောက်ကြောဦးချကန်ဒီမှာအားလုံးကိုထည့်ပြီးတော့မှုပေးလိုက်မယ်ဆိုရင်လည်းရပါတယ်ရှင်။ဒါပေမဲ့အဲ့လိုထည့်လိုက်မယ်ဆိုရင်ကြောက်ကြောရည်ရဲ့အပူချိန်နဲ့အသေးနှံလေးတွေကပုံစံပြက်ပြီးတော့ပျော့သွားနိုင်ပါတယ်။ဒါကြောင့်မလို့ကျမကတော့နောက်တော့မှပဲထည့်ပါတယ်ရှင်။ အခုလိုနားမထည့်ပေးလိုက်တဲ့ခါကျတော့အသီးနှံတွေရဲ့အတုံးပုံစံလေးလည်းမပြတ်ဖ ೇನೆ အမြင်လေးလည်းပို့ပြီးတော့လှပါရရှင်။သီးနှံတွေထည့်ပြီးပြီဆိုတာနဲ့ကြံနေသေးတဲ့သောက်ကြောကြီးတွေကိုအပေါ်ကနေပြီးတော့လောင်းထည့်ပေးလိုက်ပါမယ်ရှင်။အပေါ်ရံမှာရှိနေတဲ့လေဘူးပေါင်းလေးတွေကိုလည်းဇွန်လေးနဲ့ခတ်ထုတ်ပေးလိုက်ပါမယ်။ပြီးတာနဲ့အခန်းဘူးချိန်မှာပဲလုံးဝအေးသွားတဲ့အထိအောင်လို့အေးအေးခံထားပေးလိုက်ပါမယ်ရှင်။အေးအေးလေးစားချင်တဲ့ဆိုရင်တော့ရေခဲတဲ့တာထဲမှာထားပြီးတော့အေးအေးခံထားလို့လည်းရပါတယ်။ ဒါကတော့လုံးဝအေးသွားပြီးတော့စားဖို့အဆင်သင့်ဖြစ်တဲ့အနေအထားလေးပါရှင်။မိမိကျဲနှစ်သက်ရပုံစံလှိဖြက်ပြီးတော့သုံးဆောင်လို့ရပါပြီ။ခုဆိုရင်တော့အမြင်လေးလေးနှပ်ပြီးတော့စားခြင်းစပွဲတူးဆောင်ကြောက်ကြောက်လေးကတော့စားဖို့အဆင်သင့်ဖြစ်ပါပြီရှင်။အလူမင်္ဂလာပွဲတွေမှာအချိုဝဲဖြစ်တဲ့အဲခန္ဓာမျိုးဖြစ်ဖြစ်ကိုယ်အိမ်မှာလှူစားတာမျိုးပဲဖြစ်ဖြစ်အခုလိုမျိုးအမြင်လေးဆန်းပြီးတော့အရသာရှိရဲတီးဆုံကြောက်ကြောက်လေးကိုလှူစားကြည့်ပါရှင်။ ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။နောက်ထပ်လည်းဗီဒီယိုလေးတွေဇက်တိုက်တင်ဖို့ရှိသေးတာမို့ channel လေးကို subscribe မလုပ်ပါသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။